2025ခုနှစ်အောက်တိုဘာလ2ရက်နေ့တနင်္ဂနွေသားသမီးများအတွက်တနေ့တာဟောစတန်ဖြစ်ပါတယ်။တနင်္ဂနွေသားသမီးများအတွက်ဒီနေ့မှာအလုတ်မှာစိတ်မပါပဲဖြစ်နေတတ်တယ်။တရရှိပစ္စည်းတွေလည်းတစ်ခုပြီးတစ်ခုဆိုလိုမျိုးဒီနေ့တို့ကထွက်တာပြတ်တာပြုပြင်ပြင်ဆင်ရတာတွေများနေတတ်တယ်။လူမျိုးချားဘာသာချားတွေရဲ့အကူအညီကောင်းတွေထောက်ပံ့ကောင်းတွေရရှိတတ်တယ်။ဝေချေးကံတွေလည်းဒီနေ့တို့အားကံကောင်းတယ်နော်။ ကျမရေးအနေနဲ့ကိုလေရရန်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တဲ့အခြေအမှအထင်မြင်လွဲစရာတွေနဲ့ကြုံရတတ်တဲ့အကျိုးပေးတဲ့ကနန်းကတော့တင့်နဲ့လေးဖြစ်ပြီးတော့အကျိုးပေးတဲ့အရောင်ကတော့အစိမ်းအောင်နဲ့ညီအောင်ပဲဖြစ်ပါတယ်။ရရအနေနဲ့မိမိအရှိဖျားမှာပေါင်ဖို့၅ချက်ကလူပေးရမှာဖြစ်ပါလေရှင်။ 2025ခုနှစ်အောက်တိုဘာလ2ရက်နေ့တနင်္လာသာသမီများအတွက်တနေ့တာဟော့စတန်ဖြစ်ပါတယ်တနင်္လာသာသမီများအတွက်ဒီနေ့အတွက်မှာ အိမ်နေရာထိုင်ခင်းအဆောက်အဦနဲ့ပတ်သက်ပြီးတော့ရင်အခွင့်အရေးကောင်းတွေပေါ်လာတတ်တဲ့မထင်မတဲ့နေရာကနေပြီးတော့ဒီနေ့အတွက်ဝေးကြီးတွေဝင်လာတတ်တဲ့ဆွေမျိုးသားချင်းများနဲ့ပတ်သက်ပြီးတော့ရင်လည်းဝမ်းသာစရာစိတ်ချမ်းသာစရာတည်င်းချရာတတ်တဲ့ကျမ်းမာရေးအနေနဲ့မျက်စိနဲ့ပတ်သက်ပြီးတော့စိတ်တော်ကရရှိတတ်တဲ့အကျိုးပေးတဲ့ကဏ္ဍကတင့်တဲ့ ငားဖြစ်ပြီးအချိုးပေးတဲ့အရောင်ကတော့အနီရောင်နဲ့ချက်သွေးရောင်ပဲဖြစ်ပါတယ်။ရရားအနေနဲ့မိမိအိမ်ရှိဖ ia မှာအုံတို့ခေါဆွဲကလူပေးရမှာဖြစ်ပါရဲ့ရှင်။အခုနဲ့အော်တိုဘာလာ၂ရက်နေ့အင်္ဂါသားသမီးများအတွက်တနေ့တာဟော့စဒန်ဖြစ်ပါတယ်။အင်္ဂါသားသမီးများအတွက်တနေ့တာဟော့စဒန်ဖြစ်ပါတယ်။ငွေချေးကန်နေ ဒါကောင်းမယ်မထင်မဖဲနဲ့ငွေရေးကြီးတွေရှူလိုက်ပြုံလိုက်တွေဝင်လာတဲ့တင်သူများပြဿနာကိုပြဿနာဖြစ်တတ်တဲ့အတွက်သူများပြဿနာထဲမှာခေါင်းခံပြီးရောဖြေရှင်းပေးတဲ့ကိစ္စမျိုးတွေတတိထားနော်ဆွေမျိုးမိသားစုအတွက်တွေလည်းစိတ်တော့ကတွေဂျုံရရတတ်တဲ့အလုံးနဲ့ပသက်ပြီးသွားစိတ်တွေလီနေတဲ့အလုံးထဲမှာစိတ်မပေါဘူးဖြစ်နေတတ်တဲ့ကျမရဲ့အနေနဲ့ခေါင်းတစ်ချမ်းခိုက်တတ်တဲ့အချင်းမှလည်းတအုပ်နဲ့တူကြမှာစိတ်အနောက်ရှက်ဖြစ်စရာတွေနဲ့ဂျုံရရတတ်တဲ့ အကျိုးပေးတဲ့ကဏ္ဍကနှစ်နဲ့ခွန်ဖြစ်ပြီးတော့အကျိုးပေးတဲ့အရောင်ကတော့အဖြူရောင်နဲ့အနက်ရောင်ပဲဖြစ်ပါတယ်။ရရအနေနဲ့မိမိအရှိပြားမှာကိမုတ်နှစ်ချက်ကလူပေးရမှာဖြစ်ပါလိမ့်ရှင်။25ခုနှစ်အော်တိုဘာလာနှစ်ရက်နေ့ဗုဒ္ဓဘူသာသမီများအတွက်တနေ့တာဟော့စတန်ဖြစ်ပါတယ်။ဒီနေ့အတွက်အစုဆက်တူရှယ်ယာလုပ်ငန်းတွေလည်း လောက်ကရတက်တဲ့ပိန်ကိစ္စနေရာကိစ္စအတွက်ဒီလေဒီနေ့မှာစိတ်ညစ်စရာစိတ်အနှောက်ရှက်ဖြစ်စရာများနဲ့ကြုံရတတ်တဲ့ဝယ်ရမလို့မဝယ်ရမလို့ဝင်ရမလို့မဝင်ရမလို့မျိုးတွေဖြစ်နေတတ်တယ်ငွေချေးနဲ့ပတ်သက်ပြီးသွားရင်ဒီနေ့မှာအာမခန္ဓာမျိုးတွေချီးငှားတာမျိုးတွေအထူးတတိကြရှောင်ခြင်းเนาะအရှင်မပြေဖြစ်တတ်တယ်ကျမ်းမာရေးအနေနဲ့မျက်စိနာတဲ့မျက်စိအောင့်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တယ်အကျိုးပေးတဲ့ကဏ္ဍကတင်းတဲ့ သုံးဖြစ်ပြီးတော့အကျိုးပေးတဲ့အရောင်ကတော့ရွှေဝါရောင်ပဲဖြစ်ပါတယ်။ရရာအနေနဲ့မိမိအိမ်ရှိပြားမှာပုံဒီစိတ်6စိတ်ကက်လူပေးရမှာဖြစ်ပါလိမ့်ရှင်။အခုနေ့အော်တိုဘာလ၂ရက်နေ့ဂျာတာပရိသသမီးများအတွက်တနေ့တာဟော်စဒန်ဖြစ်ပါတယ်ဂျာတာပရိသသမီးများအတွက်ဒီနေ့မှာ ံအလွန်ကောင်းတဲ့နေမျိုးဖြစ်ပါတယ်။ချဲစီဓာတ်မြအရာတွေကိုရဲရဲသာလှုပ်ဆောင်မှအဆင်ပြေအောင်မြင်မယ်နော်။စတုကိစ္စစကြုပ်ကိစ္စတွေကိုတော့ဒီနေ့အတွက်မှအထူးတတိထားပြီးဆောင်ရွက်နော်။ကျမ်းမာရေးအနေနဲ့လက်တစ်ဖက်ကြိုက်တာနာတာမျိုးတွေဖြစ်တတ်တယ်။ဝေကြီးကံဒီကောင်းတယ်နော်။ချစ်သူစီမလည်းမမြွန်လင်းမင်းနဲ့လက်ဆောင်ကောင်းနေရတတ်တယ်အကျိုးပေးတဲ့ကဏ္ဍကတော့ ၃နဲ့၅ဖြစ်ပြီးတော့အချိုးပေးတဲ့အယောင်ကတော့အနီရင်းအယောင်နဲ့ချက်သွေးအယောင်ပဲဖြစ်ပါတယ်။ရေရာအနေနဲ့မိမိအရှိဖျားမှာဈေးဖြော်ရေးကလူပေးရမှာဖြစ်ပါရဲ့ရှင်။၅ခုနဲ့အော်တိုဘာလ နှစ်ရက်နဲ့တောက်ကြသားသမီးများအတွက်တနေ့တာဟော့စတန်ဖြစ်ပါတယ်။တောက်ကြသားသမီးများအတွက်ဒီနေ့ကမှအလုတ်မှကိုယ့်ကိုမနာလိုတဲ့သူတွေအတိုင်အခံလှုပ်ချင်တဲ့သူတွေကတားကြီးများနေတတ်တယ်။ငွေကြေးကံကဒီနေ့မကောင်းဘူးနော်။ငွေကြေးကံအစင်မပြေဖြစ်တတ်တယ်။အထူးတတိတာပြီးတော့ငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စကြီးဆောင်ရွက်နော်။လျှက်စစ်ပစ္စည်းတွေစပစ္စည်းတွေလည်းတစ်ခုပြီးတစ်ခုဆိုသလိုမျိုးခွက်တာပြက်တာပြုတ်ပြင်ပြင်ဆင်ရတာ တွေ့ညာနေတဲ့တဲ့ကျမရဲ့အနေနဲ့စီးနဲ့ပတ်သက်တဲ့မျက်စိနဲ့ပတ်သက်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တဲ့အခြေရေးမှာတာရတယ်เนาะအကျိုးပေးတဲ့ကဏ္ဍကနှစ်နဲ့ရှစ်ဖြစ်ပြီးတော့အကျိုးပေးတဲ့အရောင်ကတော့မိညိုရောင်ပဲဖြစ်ပါတယ်ရေရရာအနေနဲ့မိမိအိမ်ရှိပြားမှာကြောက်ကြောကလူပေးရမှာဖြစ်ပါတယ်ရှင်၅ခုနဲ့အော်တိုဘာလ နှစ်ရက်နေ့စနေသားသမီးများအတွက်တနေ့တာဟော်စဒန်ဖြစ်ပါတယ်စနေသားသမီးများအတွက်ဒီနေ့မှရက်ဆိုင်ထားတဲ့လုပ်ငန်းတွေက ပြန်လည်ဆက်တရားတက်တယ်အလုပ်မှလည်းအဆအဆအရရာအဆင်ပြေအောင်မြင်မယ်နော်ရွယ်ထားတဲ့လုပ်ငန်းတွေကိုလည်းရရဲသာလုပ်ဆောင်မှာအဆင်ပြေအောင်မြင်မယ်နော်ချစ်သူစီမလည်းမမျှော်လင့်မဲနဲ့လက်ဆောင်ရတတ်တဲ့ကျမ်းမာရေးအနေနဲ့ခြေောက်တစ်ဖက်မှာ နာကျင်ကြိုက်ခဲတာမျိုးတွေခံစားရတတ်တဲ့အချိုးပေးတဲ့ကဏ္ဍက နှစ်နဲ့ရှစ်ဖြစ်ပြီးတော့အကျိုးပေးတဲ့အရောင်ကတော့ခရမ်းရောင်နဲ့အပြာရောင်ပဲဖြစ်ပါတယ်။ရရအနေနဲ့မိမိအိမ်ရှိဘုရားမှာလိမ္မော်ရဲကလူပေးရမှာဖြစ်ပါရှင်။